ပရိသတ်များရှင်ခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစီးပွားတောင်သူစကားသံအစီအစဉ်ဖြစ်ပါတယ်။တောင်သူကိုမြင်းနဲ့ရလှန်ဆိုင်တဲ့ခြေကရင်ညွန့်စပားစဉ်အကျံဖက်စစ်တက်ကထုတ်ပြန်လာပြီးတောင်သူတွေကတော့လာမယ့်ရာသီတွေမှာစပားမဆိုင်ဖို့ဆုံးဖြတ်လိုက်ရဲကျံဖက်စစ်တက်နဲ့တောင်သူတွေကြခြေနေတွေတင်းမာလာပါတယ်။ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်။စပားစည်းစက်တိုက်ကြဆင်းခဲ့တဲ့တံကိုပြီးခဲ့တဲ့2025ຫນွေစပားရာသီမှာတောင်သူတွေအလူအလဲခံခဲ့ရပြီး လက်ရှိ2025မိုးစပားရာသီမှာလည်းကမ္ဘာစံစည်းကွက်ကျဆင်းတဲ့တန်ကြောင့်စပားဝင်သူမရှိတဲ့တန်ကိုတောင်သူတွေကြုံလာရပါတယ်။ဒီအချိန်နှစ်မှာစပားအသက်6တင်းတရာကိုကျက်73သိန်းခွဲအဖြစ်ဂျမတ်စတက်ကအခြေခံရင်ညွှန်းစပားဈေးအဖြစ် ထုတ်ပြန်လာပါတယ်။ဒီဈေးကတောင်သူတွေစပားရောင်းတဲ့အလေးဖြစ်တဲ့ရိတ်ဆက်ကကျစပားအစိုးဈေးကွက်ပေါက်ဈေးနဲ့ပြန်တွက်ရင်ကျက်9သိန်းဈေးလောက်သာရှိလို့အမြင်မရတဲ့အပြင်အရင်ရှုံးတဲ့ဈေးနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။ စံစကွဲပြပတင်ဖို့ရသွင်းကုန်ပို့ကုန်စိတ်ကန်းကြီးတွေအပြင်အစင်းမြစံဆက်တွေစမှုစုံတွေရှိပေမဲ့လည်းစိုက်အေကတန်းကျော်ရှိတဲ့ရန်ကုန်မြို့ကလယ်သမားတွေမှာလည်းအခြားဒေသကတောင်သူတွေလိုပဲစပားစီကြတဲ့ဒဏ်ကိုအလူးလဲခံကြရတာဖြစ်ပါတယ်။ကိုယ်သိသိပဲရှိမယ်လေကျွန်တော်တို့ကဘာလို့ကျွန်တော်တို့ဟိုမှာအဆူရောင်းတာအဆူရောင်းတာကျွန်တော်တို့ကစပားတရားကိုသတိပြန်ထောက်မယ်လေကျွန်တော်တို့စပားတရားလှမ်းရင်ကျွန်တော်တို့ဆယ်ရင်းကြောက်မယ်ဟုတ်ပါဒါကျွန်တော်တို့ရေးဆက်အကြောက်ကိုကျွန်တော်တို့ရောင်းနေတယ်ထောက်ပြီးကျွန်တော်တို့ပြန်ရောင်းကျွန်တော်တို့က ဇီရိုကလပ်ရှိမယ်အဲ့မှာကျွန်တော်တို့ကလူအားကားကြီးရှိအောင်ပြန်နှုတ်ကောက်ဘာလို့ဆိုတော့ကဘာတစ်ဆယ်ကိုကျွန်တော်တို့ကကဘာတစ်ရာလှမ်းရင်စေတင်းပြောက်ပြောက်တော့ခါကျွန်တော်စေတင်းမှုကတလုံးတလုံးပြောတယ်အလူသမားကကဘာကျွန်တော်ပေါင်းစပ်ကိုပြင်ဖို့မယ်ဆိုကျွန်တော်တို့တသိန်းနဲ့တောင်းတသိန်းသုံးသုံးကျွန်တော်ရိုးမိုးစပါတဧကကိုတင်းတရာအထွတ်နှုံးရဖို့ဂျမစစ်တက်ကအိမ်မက်တွင်မှတ်ထားပေမဲ့ဒီအိမ်မက်ဟာတကယ်ဖြစ်လာဖို့ပိုပြီးခက်ခဲနေမှာဖြစ်ပါတယ်မြမလေယာမြေတွေဟာအနေအမြင့်မကြီးတာကုန်းထုတ်လန်းတဲ့ရေသွင်းရေထုတ်မြောင်းတွေမရှိတာ စပားမျိုးတွေရေသွေးမမြင့်တင်နိုင်တာမြေစည်းလွှာတွေပျက်စီးတာပိုးမွားယောဂနဲ့ပေါင်းမြင့်အမျိုးမျိုးတွေရှိနေတာတရားမဝင်သွင်းအားစုတွေအပြင်တရားဝင်တင်သွင်းလာတဲ့သွင်းအားစုတွေမှာလည်းရေသွေးမပြည့်မီတာတင့်တော်တဲ့စိုက်ပျိုးရေးနည်းပညာမရှိတာစတဲ့မပြည့်စုံတဲ့အခက်အခဲတွေရှိနေပါတယ်ဒီလိုအခက်အခဲတွေကြောင့်လက်ရှိချိန်ဒီမှာမိုးစဘာတေကကိုတင်း30မှ တင်း60အတွင်းသာထွက်ရှိပြီးစဘာတေကကုန်ချစိတ်က7.3သိန်းအထိဖြစ်နေချိန်မှာစဘာတင်းတရာကိုအစိုးရစီ7.9သိန်းခွဲလောက်နဲ့ ကျမအချောက်အတန်စီ71သိန်းခွဲတက်မှတ်တာဟာတောင်သူတွေအမျက်မရပဲအရင်ရှုံးတဲ့ဈေးကိုရင်းညွှန်းဈေးဖြစ်ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေကြောင့်သီးနှံရည်သွေးအထွက်နှုန်းနဲ့ဈေးကွက်ဆတဲ့ဘယ်လိုဖြစ်လာမလဲဆိုတဲ့မသိခင်တွေကြားမှာတောင်သူတွေဟာလေယာမြေကိုဖတ်တွယ်ထားပေမဲ့လက်ရှိ2025မူးစပိုင်းရာသီနဲ့2026နေစပိုင်းရာသီအတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရင်းညွှန်းစပါးစီကရင်းနှီးရွာကူထိုးတယ်လို့ဖြစ်ခဲ့ပြီး လာမယ့်ရာသီမှာလည်းမဆိုင်ကြဖို့ဆုံးဖြတ်လိုက်ရတဲ့အထိဂျမတ်စစ်တပ်နဲ့တောင်သူချမအခြေအနေကတင်းမာလာတာဖြစ်ပါတယ်။လာမယ့်တွေမှာစပားမဆိုင်တော့ဘူးလို့ဒဂုံမျိုးတက်ကလယ်သမားတအူးကပြောပါတယ်။အဲကျွန်တော်တို့ကဒီမန်းဆိုင်ထားတာကျွန်တော်တို့ကငယ်ငယ်တော့စပားသီး15သိန်းသီးတော့ဖြစ်လိမ့်မယ်ပေါ့။အဲကျွန်တော်တို့ကုန်ကြသိန်းနဲ့စပားသီး15သိန်းသီးတော့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကလည်းအဲ့တော့ဒီမန်းပြီးဆိုင်ကြတာ။စပားသီးကတော့မတက်လာတော့ကိုယ်လည်းမတက်နိုင်ဘူး။ဟောပါကျွန်တော်တို့စပားသီးဒီမူး15သိန်းသီးပေါ့ရင်ကျွန်တော်တို့ကအရင်သက်သာပဲ။ ညက်တယ်ကျွန်တော်တို့9000တော့ပဲကျင်းတ်ပြီးဒူးလို့တာတို့အဓိကတော့လေသမားမရှုံးပြီဘို့တစ်နှစ်လာလဲရှုံးတစ်နှစ်လာလဲရှုံးအရှုံးနေပြတော့ဒီနေ့တော့ကျွန်တော်တို့ကြည့်တာဥပမာနေ့တိုင်းကျွန်တော်လေမလုပ်ရရင်မနေနိုင်ဘူးစိတ်ကဒီနေ့တော့ကျွန်တော်မလုပ်တော့ဘူးထားလိုက်တော့လို့ဒီကိုဆက်မလုပ်တော့ဘူး တကူမျိုးသစ်လို့ခေါ်ဆိုကြတဲ့ရန်ကုန်အရှိချမ်းဒေသဟာကိုလိုနီခေတ်ဖြစ်တဲ့1921ကနေ1940ခုနှစ်အတွင်းဓမ္မရောစာမပါဘဲစပားဆိုင်ပြုတ်ခဲ့ပြီးစံတန်ချိန်သုံးသန်းကိုသုံးချိန်တိုင်ပြပတင်ပို့နိုင်ခဲ့ရမှအဓိကကျတဲ့ဒေသတွေဖြစ်ခဲ့ပါတယ်။လက်ရှိမှာတော့ဒီဒေသဟာမအောင်မြင်တဲ့မျိုးစစ် ထုံစုံတွေလေယာဉ်မြေတိမ်းဆဲတာတွေနဲ့စံစပားဆိုင်ပြုတ်ထုတ်လုပ်မှုကျဆင်းလာတယ်လို့တောင်သူဘဝတွေလည်းပြည့်စည်ရတော့မှာဖြစ်ပါတယ်။ လက်ရှိ2025သီးနှံရာသီဟာမြန်မာလျာလုပ်ငန်းသမိုင်းတလျှောက်မှာအဆိုးရွားဆုံးနှစ်ကိုကြုံတွေ့ကြရတာဖြစ်ပြီးဝင်ငွေရသီးနှံဖြစ် စိုက်ပျိုးသမျှသီးနှံတွေအရှုံးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒါကြောင့်ဂျင်းလက်ဒေတာကိုမှီခိုနေတဲ့မြမလူဦးရေရဲ့80ရာခိုင်နှုန်းလောက်ဟာအခြားအသက်မွေးလုပ်ငန်းအဆင့်သစ်မဖြစ်ဘဲလေယာလုပ်ငန်းကိုဆုံးခွာဖို့ကအကျက်အတဲများစွာနဲ့ရင်ဆိုင်နေကြရပြီးခြေနေဟာပိုလို့တင်းမာလာတာဖြစ်ပါတယ်ရှင်။ ခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ရှင်။မြန်မာ့ဥခရိုနီကယ်နိုဝင်ဘာ၈ရက်မြင်ကွင်း TNL နဲ့အပြည့်ရက်ပြီးတဲ့နောက်မန္တလေးတိုင်းဒေသကနေမြေတချို့ MD1 PDF လက်လွတ်ဆုံးရှုံးအော်တိုဘန်လ29/28ရက်နေ့ယူနန်ပြည်နယ်ကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့နှစ်ဖက်တွေးဆောင်ဆွေးနွေးမှုတွေရဲ့ရလဒ်အဖြစ်မြောက်ပိုင်းညီနောင်မအမိတ်၃ဖွဲ့တွေကတပွဲဖြစ်တဲ့ TNL ဟာအာနာသိန်းစစ်တပ်နဲ့အပြည့်ရက်ဆဲဘူးနှစ်နှစ်အတွင်းဒုတိယအကြိမ်သဘောတူခဲ့ပါတယ်။အခုလို TNL နဲ့စစ်တပ်အကြားဒုတိယအကြိမ်အပြည့်ရက်သဘောတူညီမှုမှာနှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာမှာနေပြီးတော့အပြည့်အခက်ရက်ဆဲရမယ်ဆိုတဲ့သဘောတူညီမှုအပြင်မူကုံမျိုးနဲ့မူမိတ်မျိုးတွေကနေ TNL တပ်တွေစုခွာပေးရမယ်ဆိုတဲ့သဘောတူညီမှုလည်းပါဝင်တာဖြစ်ပါတယ်။ယမန်နဲ့ဇူလိုင်လနဲ့အောက်တိုဘာလတွေအထိရှမ်းမြောက်ဒေသရဲ့နေမြေ မြို့တွေအများအပြားမြောက်ပိုင်းညီနော်မဟာမိတ်လက်နက်ကင်သုံးဖွဲ့ကတခုပြီးတခုသိမ်းယူခဲ့ပြီး TNL နဲ့ပူးပေါင်းတပ်တွေက နောင်ချူအလွန်တောင်ခမ်းဒေသမှာစစ်တပ်ရဲ့ခံစစ်စခန်းနဲ့ရင်ဆိုင်တိုက်ခိုက်နေကြသလို MD1 PDF အဖွဲ့ကမန္တလေးမြို့နဲ့နီးကပ်နေတဲ့ပသိမ်ကြီးမြို့နယ်တွေကတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Alpha B လက်မြေစက်ရုံတွေအထိ တင်းယူခဲ့တယ်လို့အခုရက်ပိုင်းအတွင်းစစ်တပ်ကပြန်လည်တိုက်ခိုက်တင်းယူသွားတဲ့စေတော်ကြီးဒေသလည်းတင်းယူနိုင်ခဲ့တာဖြစ်ပါတယ် TNL အနေနဲ့တောင်ခံခံစစ်မှာထိုးစစ်ရှေ့တူးမှုတန့်သွားခဲ့ရပြီးတဲ့နောက် လာနေချီကြတဲ့ရင်ဆိုင်တိုက်ခိုက်မှုတွေနောက်တောင်ခန်းကိုလက်လွတ်ကနောင်ချိုမျိုးကခုခံခဲ့ပြီးတဲ့နောက်နောင်ချိုမျိုးကနေဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဇက်တိုက်ဆိုတဲ့လူကြောင်မဲတိဘောမျိုးတွေလည်းဆက်ပြီးတော့လက်လွတ်ခဲ့ရတဲ့နောက်မှာအပြည့်ရဲ့သဘောတူညီမှုပေါ်ထွက်လာတာဖြစ်ပါတယ်။မန္တလေးတိုင်းနဲ့ရှမ်းမြောက်နယ်စပ်မှာအခြေစိုက်ပြီးတော့စစ်စင်ရေးတွေမှာ TNL နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့၎င်းတို့ဘာသာစစ်စင်တိုက်ခိုက်ခဲ့တဲ့ MTY PDF အနေနဲ့ခုနေအခါမှာအာနာသိန်းစစ်တပ်ကို၎င်းတို့တပ်ဖွဲ့တွေခုခံတိုက်ခိုက်ရမယ့်အနေအထားဖြစ်လာခဲ့တဲ့သ သဘောလို့ဆိုနိုင်ပါတယ် MD1 PDF တပ်ဖွဲ့တွေအနေနဲ့အခုအခါမှာမန္တလေးတိုင်းတွေကမတရားဆင်ကူစတဲ့ဒေသတွေမှာစစ်တပ်နဲ့ရင်ဆိုင်တိုက်ခိုက်နေကြရတယ်လို့မကြမီရပိုင်းတွေအတွင် TNL စုခွာသွားမယ်မူကုန်းမျိုးလိုမျိုးကိုခုခံကာကွယ်ဖို့ရည်မှန်းချက်လည်းရှိနေတဲ့အနေအထားလည်းဖြစ်ပါတယ် မိုးကုံးမြို့ဟာမြမအစိုးရအုပ်ချုပ်ရေးတပ်မတ်ချက်တွေအရာမန္တလေးတိုင်းဒေသပါဝင်နေပြီးမြဲရှမ်းမြောက်ရဲ့ရေမြင်နဲ့ဆက်ဆက်နေတဲ့ဒေသဖြစ်ပြီးတော့မရယာစင်ကူတပိတ်ချင်းတို့ကနေအရှိမြောက်ဘက်ရုံရုံမှတည်ရှိတာဖြစ်ပါတယ်။မိုးမိတ်မြို့ကမိုးကုံးမြို့ထက် မြောက်ဘက်ပိုကျပြီးတော့ရှမ်းမြောက်ထဲရောက်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ MD1 PDF အဖွဲ့အနေနဲ့တပိတ်ချင်းမတရားဆင်ကူးမန္တလေးမြစ်ကြီးနားကားလမ်းတွေကိုအဓိကထားကားခွင့်မလာသို့မဟုတ်ကြောင်မြက်တင်ရန်စာတထွက်ရှိတဲ့မိုးကုတ်လိုမျိုးကိုခုခံကားခွင့်မဲ့ဆစ်စင်ရေးမှပါဝင်မလားဆိုတာရှင်းရှင်းလင်းလင်းတော့မသိရှိနိုင်သေးပါဘူး။အခုလို MT1 PDF2 ထိန်းချုပ်ထားတဲ့စေတော်ကြီးရှိတဲ့နေရာတစ်ဝိုက်ကိုအာနာသိန်းစစ်တပ်ကပြန်လည်သိမ်းယူနိုင်ခြင်းက ဘယ်လိုအကြောင်းခံတွေကြောင့်လဲစစ်တပ်အနေနဲ့ TNL နဲ့ရင်ဆိုင်တိုက်ခိုက်ဖို့မလိုတော့တဲ့အချက်ကြောင့်ဒီအင်အားတွေကိုအခြားသောနေရာတွေမှာအားဖြည့်ထိုးစစ်ဆင်နိုင်ခြင်းကြောင့်လားဆိုတဲ့ယူဆချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။ MD1 PDF အနေနဲ့မိုးကုံမျိုးကိုခုခံကာကွယ်ရေးကလူအများအမြင်အရစိတ်သက်ရေးရအရထင်သာမြင်သာဖြစ်တဲ့အကြောင်းအရာတစ်ခုဖြစ်ပေမဲ့မိုးကုံမျိုးလိုမန္တလေးတိုင်းရဲ့အရှိမျောက်စွန်းဒေသကိုအာယုံစိုက်ကာကွယ်နေချိန်မှာ၎င်းတို့ရဲ့ပင်မဒေသလို့ဆိုနိုင်မဲ့မရေယာစင်ကူတပိတ်ချင်းတို့က စကန်းတွေနယ်မြေတွေကိုစစ်တပ်အနေနဲ့ထိုးစစ်ဆင်သိမ်းယူတာမျိုးတွေလည်းဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။၁၀၂၉စစ်ဆင်ရေးမှာတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပူးပေါင်း PDF တပ်တွေမျိုးအများပြားသိမ်းယူလာနိုင်ခဲ့ပြီးတော့ယခုနှစ်ဆန်ကစလို့အပြစ်ရသဘောတူညီမှုလက်နက်ခဲယံအထောက်အပံ့လမ်းကြောင်းတွေကိုဖျက်တောက်တားဆီးခံရမှုနဲ့စစ်တပ်ရဲ့ drone နဲ့လေကြောင်းမာပြူအပြောင်းလဲတွေကစစ်ရေးချိန်ခွင်ရှာကိုပြောင်းလဲစေခဲ့တာတွေ့ရပါတယ်။၁၀၂၉စစ်ဆင်ရေးအတွင်းမျိုးတွေ တိမ့်နိုင်သမျှတိမ့်อยู่ကမာဘျူဟာကားလမ်းတွေကိုဖျက်တောက်တာထိန်းချုပ်တာတွေလှုပ်ဆောင်နိုင်ခဲ့ကြပြီးတော့ပျောက်ကြားစစ်ကနေပြီးတော့နေရာယူစစ်အနေအထားမျိုးကိုပြောင်းလဲစဉ်းစားကာကာကွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။2023ခုနှစ်အောက်တိုဘာလကနေ2024ခုနှစ်အကုံတီအာနာသိန်းစစ်တဲ့ဟာ၎င်းရဲ့စစ်အင်အားပြုံးတည်မှုတိုင်းစစ်ဌာနချုပ်တွေလက်လွတ်ဆုံးရှုံးမှုနဲ့အတူဘူမှုချုပ်အဆင့်ရှိတဲ့အစကခမှုတွေအထိတုံ့ပန်းအဖြစ်ကြားရောက်တာတိုက်ပွဲမှာတီးဆုံးတဲ့အဖြစ်တွေကြုံခဲ့ရတဲ့အရှုံးတွေဇက်တိုက်ကြုံခဲ့ရတာကနေ 2025ခုနှစ်အစပိုင်းမှာအဆိုပါအခြေအနေတွေကိုတန့်သွားစေဖို့ညီအမျိုးမျိုးနဲ့ကြားခံခဲ့တာတွေ့ရပါတယ်။တရုတ်နိုင်ငံရဲ့တနမန်ရေးလက်နက်နည်းပညာဝယ်ယူရရှိမှုတရုတ်နယ်စပ်မှာအခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးစေမှုနဲ့အတူစစ်မျက်နှာအသီးသီးမှာတပြိုင်နက်တည်းစီရေးရှုံးနေမှုကြုံနေရတဲ့အခြေအနေကနေလွတ်မြောက်ဖို့အသက်ရှူခွင့်ရဖို့ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။လူအင်အားပြုံးတိမှုကိုစစ်မှုမထမ်းမနေရဥပဒေအသက်သွင်းပြီးတော့ဖြည့်ရှင်းခဲ့တယ်လို့ဒေါ်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေမြို့တွေကိုနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မဲတင်းပြီးတော့တဖက်အင်အားစုတွေကိုစိတ်သက်ရေးအရာရောရဝတ်ထူပိုင်းဆိုင်ရာအရာပါဖိအားပေးခဲ့တာတွေ့ရပါတယ်အထက်ပါနီလန်အမျိုးမျိုးနဲ့ဂျိုးပန်မှုတွေကနေမြောက်ပိုင်းညီနောင်သုံးဖွဲ့အနက်နှစ်ဖွဲ့ကအပြည့်ရဲ့သဘောတူခဲ့တဲ့အနေအထားရောက်ကရှမ်းမြောက်ကမြို့မဟာဗျူဟာလမ်းမအစိတ်အပိုင်းတချို့ကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ဒီလိုအနေအထားမျိုးမှာအာနာသိန်းစစ်တပ်ရဲ့နေမြေပြန်လည်ရယူဖို့ရည်ရွယ်တဲ့ ထိုးစစ်ကိုဘယ်လိုခုခံမလဲဆိုတာကို MD1PDF အနေနဲ့မဟာဗျူဟာကြကြစဉ်းစားဆုံးဖြတ်ရမယ့်အချိန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ရမယ့်နေရာကိုရောက်ရှိနေတယ်လို့အပြင်ပန်းအနေအထားအရတွေ့မြင်နေရတာလည်းဖြစ်ပါရယ်ခင်ဗျာ။ ဒါနိုင်ငံအရှိဘက်ကံယူတဲ့ကပင်လယ်စာတွေတဲကို micro plastic မုန်တွေရောက်နေသလားဆိုတာကို Nova Scotia ကသူ့ဒေသတွေကဖော်ထုတ်ချင်းခဲ့ကြပါတယ်။ဒါဟိုစီတက္ကသိုလ်သဘာဝပတ်ဝန်းကျင်ဘာသာပါမောက်ခတအုပ်က Nova Scotia နဲ့ Atlantic ကနေတာအတွက်ဒါကအရေးကြီးမှန်းသိလို့ဒီအကြောင်းကိုလေ့လာချင်းခဲ့တာပါလို့ပြောပါတယ်။ဒါကြောင့်သူတို့ဟာပစုံထုတ်တွေကိုချက်ပြုတ်ပြီးအမိသားကိုအထူးစိုးစိမ်တစ်မျိုးနဲ့ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ အဲ့ဒီဆိုစင်မှာ microplastic မုန်တွေကိုတွေ့ကပ်စီပြီး fluorescent မီးအောက်မှာတောက်ပနေရပါရန်လကတော့ပစုံတုံးရဲ့တရားရာဂိုင်းတုံးမှာ microplastic မုန်တွေတွေ့ရပါတယ်လို့ Toronto မှာ ်ဦးဆောင်သူတေသီတွေက ပြောခဲ့ပါတယ်။မိုက်ခရိုပလတ်စတစ်များစုက၄မိုက်ခရွန်ထက်သေးငယ်တဲ့မိုက်ခရိုပလတ်စတစ်မုံတွေဖြစ်ပါတယ်လို့ပါမောက်ခါကပြောပါတယ်။ဒါအပြင်ဒီမိုက်ခရိုပလတ်စတစ်မုံမားလေးတွေဟာပဇွန်တုပ်ထဲမှာတွေမကပဲအခြားပင်လယ်စာတွေအသားတွေနဲ့ဖြောရမကာတွေထဲမှာလည်းတွေ့ရှိခဲ့ရတာကိုတခြားလေးလာမှုတွေရသိရပါတယ်။ဒါတွေအလုံးဟာစွန့်ပစ်ပလတ်စတစ်တွေငါးဖမ်းပစ္စည်းတွေနဲ့ကျွန်ုပ်တို့ဝိစင်နဲ့ဝိထယ်တွေကနေလာတာပါ။ လတ်စတစ်ညဉ့်ဉန်းမှုအချက်တဲကကျမတို့နဲ့တိတ်မွေးတော်ဘူးဆိုတာကိုကျမတို့ပြသနိုင်ခဲ့ပါတယ်။ဒါရီဟာပင်လယ်ထဲမှာပဲရှိနေတာမျိုးမဟုတ်တော့ပဲကျမတို့ရဲ့ညစာစပွဲတွေပေါ်ကလည်းရောက်နေတာပါလို့အဆိုပါသူတေတီကပြောခဲ့ပါတယ်။ဒါကကျမရဲ့အတွက်ဘာရီဖြစ်စေတယ်လဲဆိုတာကိုသူတေတီတွေကဆက်လက်လေ့လာနေတော့မှာပဲလို့ပြောပါတယ်။မိုက်ခရိုပလတ်စတစ်မုန်တွေကိုခန္ဓာကိုယ်ထဲမှာတွေ့ရှိခဲ့ပြီးအချို့လေ့လာမှုတွေက ကင်ဆာနှလုံးသွေးကြောဆိုင်ရာနဲ့မျိုးပွားမှုဆိုင်ရာပြဿနာတွေဖြစ်နိုင်ခြေတိုးလာတာနဲ့ဆက်ဆက်နေတယ်လို့ဖော်ပြထားပါတယ်။အဆင်ပြေစေဖို့အတွက်ပလတ်စတစ်တွေနဲ့ပလတ်စတစ်ပစ္စည်းတွေကိုမိခိုအားထားမှုက1950ပြည်လွန်နှစ်တွေကတည်းကအစမတန်တိုးပွားလာခဲ့ပါတယ်။ဇာတ်တို့ပစ္စည်းတွေပြောင်းသုံးဖို့လိုရွေချက် ကောင်းကောင်းရှိရင်တော့အဲ့ဒီပမာဏကြီးကိုဖြည့်ရှင်းဖို့ခုချိန်မှာတော်တော်လေးခက်ခဲပါတယ်လို့လည်းဒါဟောစီတက်သူပါမောက်ခကပြောပါတယ်။ ။ကဘာကြီးမှာပလတ်စတစ်အသုံးပြုမှုလျှော့ချဖို့နီလန်းတွေရှာဖို့လိုတယ်လို့သူကဆိုပါတယ်။ကုလသမဂ္ဂကပလတ်စတစ်ထုတ်လုပ်မှုကိုလျှော့ချဖို့ကဘာပထမဆုံးသဘောတူညီချက်တစ်ခုကိုထူထောင်ဖို့ကြိုးစားနေပေမဲ့ခုထိတော့မအောင်မြင်သေးပါဘူးရှင်။ ဖဂန်နစ္စတန်နဲ့ပါကစ္စတန်နိုင်ငံကြားလက်တလုံးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာပြတ်ပြားသွားတယ်လို့အာဖဂန်နစ္စတန်ဘက်ကစနေနေ့ကပြောပါတယ်။ဒါပေမဲ့နှစ်ဖက်အပြစ်ခတ်ရစဲရေးကတော့ဆက်လက်တည်မြဲဆဲဖြစ်တယ်လို့တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တာလီဘန်ကစနေနေ့မှာထုတ်ပြန်တဲ့ဗီဒီယိုကြေညာချက်မှာဇာဘီဟူလာမူဂျာဟစ်ကပါကစ္စတန်ရဲ့ပြည်တွင်းလုံခြုံရေးအတွက်အာဖဂန်နစ္စတန်အစိုးရကတောင်းဝန်ယူရမယ်လို့အစ္စလာမ်နာဘတ်အစိုးရကတောင်းဆိုလာကြောင်းဒီစနေနေ့ဘက်တွေမအောင်မြင်ဖြစ်ခဲ့တာလို့ပြောပါတယ်။အဲဒီတောင်းဆိုချက်ဟာ အာဖဂန်နစ္စတန်အစိုးရစွမ်းဆောင်နိုင်တာထက်ကျော်လွန်နေတယ်လို့လည်းတာလီဘန်ပြောခွင့်ရကဆိုပါတယ်။ပါကစ္စတန်ကာဝေးဝန်ကြီးကတော့ဆွေးနွေးပွဲတွေတောက်ကြနေကပြပြသွားပေမဲ့အာဖဂန်နစ္စတန်နိုင်ငံလေးကလည်းခြေကုပ်ယူပြီးပါကစ္စတန်ကိုမတိုက်ခိုက်သရွေ့အပြစ်ကရစေးရေးဟာဆက်ပြီးတည်မြဲနေမယ်လို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့လကနှစ်နိုင်ငံစစ်တပ်တွေထိတိုက်တွေ့ပြီးလူဒါဇင်နဲ့ချီတိုက်ဆုံခဲ့ပါတယ်။ဒါဟာတာလီဘန်တွေ2021ခုနှစ်မှာအာဖဂန်နစ္စတန်နိုင်ငံမှာအာဏာပြန်ရပြီးနောက်ပိုင်းပါကစ္စတန်နိုင်ငံနဲ့အပြင်းထန်ဆုံးထိတိုက်တွေ့မှုတွေဖြစ်ပါတယ်။ အော်တိုဂါလာကဒိုဟာမြို့မှာနှစ်ဖက်ပြစ်ခတ်ရဲစေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ပြီးခဲ့တဲ့ပတ်ကအစ္စတန်ဘူမှာပြုလုပ်တဲ့ဒုတိယကြိမ်ဆွေးနွေးပွဲမှာတော့ရည်ရှိသဘောတူညီချက်မရဘဲပြီးဆုံးသွားခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံလေးကနေလှုပ်ရှားနေတဲ့ပါကစ္စတန်စန့်ကျင်ရေးစစ်သွေးကြွအဖွဲ့တွေနဲ့ပတ်သက်ပြီးနိုင်ငံသဘောထားကွဲပြားနေကြတာပါ။ပါကစ္စတန်ရဲ့လက်ရှိတာလီဘန်တို့ဟာဆယ်စုနှစ်များစွာဆက်ဆံရေးကောင်းမွန်ခဲ့ကြတာဖြစ်ပေမဲ့ပြီးခဲ့တဲ့နှစ်တွေမှာဆက်ဆံရေးဟာတိတိတသာယိုယွဲလာခဲ့ပါတယ်။ အော်တိုဘာလာကနှစ်ဖက်ထိတိုက်တွေ့ဆုံမှုတွေဟာပါကစ္စတန်လီတက်ကကပူးမြို့တော်နဲ့ပါကစ္စတန်တာလီဘန်ထိပ်ပိုင်းခေါင်းဆောင်ကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါခင်ဗျာ။ ေပြင်းနဲ့ကြောင့်ဓာတ်ကြိုးတွေပြတ်တောက်ခဲ့ပြီးလိုင်းလုံးတွေကကဲယူတန်းကိုရိုက်ခတ်ခဲ့ပါတယ်။စူပါတိုင်ဖွန်ဖန်ဝါဟာဖိလစ်ပိုင်နိုင်ငံကိုဥတီချင်ကပ်လာခဲ့တာပါ။ယာယီကေဆိုင်းစခန်းတွေမှာလူတွေပြင်းနဲ့နေပြီးဘတ်ကားတွေ၊ကုန်တင်ကားတွေနဲ့မုံတိုင်းလမ်းကြောင်းပေါ်ကဒေသခံတွေကိုပေးလို့ရကိုပို့ဆောင်ပေးနေပါတယ်။ဒီမုံတိုင်းဟာဒီနှစ်ထဲဒီဒေသကိုဝင်ရောက်ပူးသမျှအားအကောင်ဆုံးတိုင်ဖွန်မုံတိုင်းဖြစ်ပါတယ်။ကျွန်တော်ကြောက်ပါတယ်ကျွန်တော်မှမြင်းငယ်လေးတွေနဲ့သားသမီးတွေပါလာလို့ပါ။ ဒါကြောင့်ကယ်ဆယ်စခန်းမှနေဖို့ဆုံးဖြတ်ခဲ့တာပါလို့ဒေသခံတို့ကပြောပါတယ်။လူစုကျွန်းရှိပိုင်းနဲ့မြောက်ပိုင်းတစ်လျှောက်ကလူတွေဟာဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပါတယ်။လေတိုင်နှုန်းတစ်နာရီကီလိုမီတာ230အထိရှိတဲ့ဒီမုံတိုင်းဟာ16မီတာအထိမြင့်တဲ့လှိုင်းလုံးတွေနဲ့ကယ်ယူတဲ့တစ်လျှောက်ရေကြီးရေရှမ်းမှုတွေကိုဖြစ်စေနိုင်တယ်လို့ယာရှိတွေကပြောပါတယ်။ကျွန်မစိတ်ပူပြီးကြောက်ပါတယ်။ဘာလို့လဲဆိုတော့ တိုင်ဖွန်းကကျမတို့ကိုဘယ်လောက်ထိတက်ရောက်မှုရှိမလဲဆိုတာမသိရပါဘူး။ကျမမှာကလေးတွေပါလာပါတယ်။ကျမခင်မုန်းကအလုံးထွက်လုံနေတော့မှဒါကြောင့်ဒီမှာပဲနေဖို့ဆုံးဖြတ်ခဲ့တာပါလို့ဒေသခံတဦးကဆိုပါတယ်။ဒီတိုင်ဖွန်းဟာအချင်း1500ကီလိုမီတာရှိပြီးနိုင်ငံတော်နီးပါးကိုရေလွှမ်းနိုင်ပါတယ်။ချို့ဒေသတွေမှာမိုးရေချင်း200မီလီမီတာထိမိုးရွာနိုင်ပြီးရေကြီးရေရှမ်းမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားမှာကိုစိုးရိမ်နေကြပါတယ်။ဒီမုန်တိုင်းဟာလူရေရာနဲ့ခြေသေးဆုံးပြီး နေအိမ်အများပြပြက်စီခဲ့တဲ့တိုင်ဖွန်းကယ်မာဂီဖြတ်တန်းသွားပြီးရပ်ပိုင်းကြမှာပဲဖြစ်ပေါ်လာတာပါလူတွေဒါဇင်နဲ့ချီပြီးပျောက်ဆုံးနေစေပါရေဘော်ကယ်ဆေးရီနဲ့စေတနာဝန်ထမ်းတွေဟာနောက်မုန်တိုင်းအန်ရီအတွက်ပြင်ဆင်နေတာကြောင့်ကယ်မာဂီမုန်တိုင်းကယ်ဆေးရီလုပ်ငန်းတွေကိုရပ်ဆိုင်ထားရပါတယ်စူပါတိုင်ဖွန်းဖန်ဝါဟာတနင်္ဂနွေနေ့ညနှောင်းပိုင်းဒါမှမဟုတ်တနင်္လာနေ့မနက်ပိုင်းမှာကုန်းတွင်းကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်ရှင်